ချစ်သူလေးကိုချပြပြီးတရားဝင်လက်ထပ်လိုက်ပြီးဖြစ်တဲ့အဆိုတော်မလေးပူပူဟိတာပရိသတ်ရီအလုံးမဲမင်္ဂလာပါရှင်ဒီနေ့ဟာဆိုရင်အမှုပညာရှင်တွေလက်ထပ်တဲ့နှစ်လို့ဆိုရမလို့ပါပဲအမှုပညာရှင်တော်တော်များများစုအောက်သွားကြတာကြီးများပါ යි နမေကြီးအမှုပညာရှင်တွေတော်တော်များများစွန့်သွားကြတာဖြစ်ပြီးအလုံးကလည်းချီချူးထောပနာပြုကြတာဖြစ်ပါ යි အဲ့ဒီထဲမှာအဆိုတော်မလေးပူပူဟိတာလည်းပါဝင်လာခဲ့တာဖြစ်ပါ යි ပူပူဟီတာဟာဆိုရင်တော့နမဲကြီးဆိုတော့တယောက်ဖြစ်ပြီးတော့သူမရဲ့အဖေဟာဆိုရင်လည်းနမဲကြီးတီးကြီးတယောက်ဖြစ်တဲ့တီးကြီးဇဝါပဲဖြစ်ပါတယ်။ပူပူဟီတာရဲ့အောင်မြင်ခဲ့တဲ့တခြင်းဆိုရင်တော့ Star Online တို့လေပြင်းလင်းကြီးတို့စားရတဲ့ချင်းတွေဟာသူမရဲ့အတန်ချိုချိုလေးတွေနဲ့ပရိသတ်ရှင်တွေထတ်တူကြခဲ့တာဖြစ်ပါတယ်။ပူပူဟီတာဟာအနေထိုင်လဲပြီးဤတလို့အမှုပညာတက်တန်းတလျှောက်မှာလဲနမဲပြတ်မရှိတဲ့အဆူရောမာလီတယောက်ဖြစ်ပါတယ်။ဝေဖန်ကဲ့ရဲ့ခံရမှုမရှိဘူးဆိုလဲမှားမှားတာဖြစ်ပါတယ်။ သူမရဲ့အဲဒီလို အချက်တွေကြောင့်မေပရိသတ်တွေအချက်ပေါ်ရတာဖြစ်ပါ යි အရှုပ်ရှင်းလဲမရှိသလိုအထူးသဖြင့်သူမရဲ့အချက်ရင်းနဲ့ပတ်သက်လို့ဗာတရင်မထွက်ပေါ်ခဲ့တာမျိုးမရှိခဲ့တာဖြစ်ပါ යි ဒါကြောင့်လဲအမှုပညာရှင်အတိုင်းဝိုင်းကပူပိုဟီတာကိုအပြိုကြီးဖြစ်မယ်လို့စားနောက်ကြတာမျိုးလည်းရှိတာဖြစ်ပါ යි ဒါပေမဲ့လည်းသူမကို အပြိုကြီးဖြစ်မယ်လို့ပြောတဲ့သူတွေအားလုံးကိုပူပိုဟီတာကတော့ဆပရိုက်တိုက်ချလိုက်တာဖြစ်ပါ යි ။လွန်ခဲ့ရက်ပိုင်းတွေတုန်းကတော့ pre-wedding ပုံနေနဲ့သူမလက်ထက်တော့မှာဖြစ်ကြောင်းတော့ပရိသတ်တွေကိုအတိပေးလာခဲ့ပါ යි ။အားလုံးကလည်းအဲ့ဒီတုန်းကတော့တခြင်းအစ်စ်ထွက်ဖို့အတွက်ဗီဒီယိုရိုက်တယ်ထင်နေကြတာဖြစ်ပြီးတော့အခုမှတော့ပိုပိုဟီတာတယောက်သူမရဲ့ချစ်သူနဲ့အမှန်တကယ်လက်ထပ်လိုက်တာဖြစ်ပါ යි ။ဒါကြောင့်လည်းမထင်ထားတဲ့အဖြစ်ကြောင့်အမှုပညာအတိုင်းဝိုင်းကရောပရိသတ်တွေပါအံ့အားသင့်နေကြတာဖြစ်ပါ යි ။ဒီလောက်နှစ်တွေအကြာကြီးချစ်သူကိုဖုံးကွယ်ထားပြီးတိတ်တိတ်လေးတွဲနိုင်တာကလည်းချီးကျူးစရာဖြစ်ပါ යි ။ ပပိုဟီတာကတော့သူမချစ်သူနဲ့ရွှေလက်တွဲပြီးတော့ဘဝတစ်ခုကိုတည်ထောင်လိုက်ပြီးဖြစ်ပြီးယင်းနည်းရဲ့သူတွေနဲ့သာမင်္ဂလာပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။အဆူရောမာလေးပပိုဟီတာရဲ့မင်္ဂလာပွဲကိုစံထိတ်ထားဦးလဲတက်ရောက်တာဖြစ်ပြီးတော့ကွန်ပျူစကားလဲဆိုထားတာဖြစ်ပါတယ်။ပန်းရောင်ချီကလည်းအမှုပညာသမားအချင်းချင်းကွန်ပျူတက်ရောက်ပေးခဲ့ပါတယ်။ပပိုဟီတာဟာသူမရဲ့တကိုယ်တည်းပုံလေးသာသူမရဲ့ဆိုရှယ်မီဒီယာထက်မှတင်ခဲ့ရဖြစ်ပြီးသူတို့သာဘသူပဲပါဆိုရာရေးရေးရရတိတိကျကျမသိခဲ့ပေမယ့် အခုတော့အားလုံးတည်သွားကြပြီပဲဖြစ်ပါတယ်။ပူပိုဟီတာရဲ့အမျိုးသားဟာပူပိုဟီတာနဲ့အသက်အတော်လေးကွာပြီးတော့ပူပိုဟီတာကလည်းတိတ်ချစ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။နှစ်ယောက်သားကလည်းနှစ်ရှည်လာများတွဲခဲ့ကြတာဖြစ်ပြီးတော့ နောက်ဆုံးမှာရွှေလက်တွဲမြဲခဲ့ကြပြီပဲဖြစ်ပါတယ်။ပပိုဟီတာရဲ့ချစ်သူကတော့တင်မောသားတယောက်ဖြစ်ပြီးတော့ရီးသားဘွားမှလည်းတယောက်နဲ့တယောက်အတူတူရှိချိန်ကတိတ်ရှားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပပိုဟီတာတယောက်ချစ်သူရီးသားဘွားမှဆင်ခဲ့ရောင်ဆောင်ပြီးတော့နေနေခဲ့တာဖြစ်ပါတယ်။တိတ်ချစ်တဲ့အကိုကြီးကလည်းသူမစိတ်တိုင်းကြနေခဲ့တာဖြစ်ပြီးအယားယားကိုသူမသဘောအတိုင်းဖြစ်စေခဲ့တာဖြစ်ပါတယ်။ပပိုဟီတာကတော့အချစ်ရဲ့ကံကောင်းခဲ့ပြီးတော့ချစ်တဲ့သူနဲ့အချင်းအကြာကြီးတွေ့ပြီးလက်ထပ်ယူသွားခဲ့ကြတာဖြစ်ပါတယ်။ဒီနောက်ပိုင်းတွေမှာပပိုဟီတာတယောက်အနုပညာလှူရှားမှုတွေတိတ် ိတ်မလုံးဖြစ်တယ်လို့တချင်းအစ်စ်တွေလည်းထက်ထွက်မလာခဲ့ပဲနဲ့ကြန့်ကြာနေခဲ့ရဖြစ်ပါဒါပေမဲ့လည်းရှိုးပွဲတွေတော့တည်ဆုံနေသေးဖြစ်ပြီးလက်မထက်ခင်ရက်ပိုင်းအလိုလောက်မှာလည်းရှိုးပွဲတွေမှာပါဝင်တည်ဆုံဖြောပြခဲ့ပါသူမရဲ့ပြိတ္တတွေကတော့သူမလက်ထက်သွားတာကိုဂုဏ်ပြုတယ်လို့တချင်းအစ်စ်တွေကလည်းမျှော်နေကြသေးရဖြစ်ပါပြိတ္တတွေလည်းပိုပိုဟိတာအတွက်ဂုဏ်ပြုစကားလေးတွေပြောပြခဲ့ကြပါအောင်ရှင်